ကြာရှည်ဆွေးမြဲပြီးယောက်ျားပီသားတဲ့မွေးရင်နဲ့ပထမဦးဆုံးအမျိုးသားသော X-Man ခေါင်းလျှော်ရီယောက်ျားပီသားမှုအပြည့်အဝဖော်ညွှန်းပေးတဲ့ X-Man ခေါင်းလျှော်ရီအမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်မှာအစွန်းရောက်အစ္စလာမစ်ကျမ်းဖတ်ဝါဒကိုတိုက်ဖျက်ဖို့အစွမ်းကုန်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်ဒီဇင်ဘာလ16ရက်နေ့ကအော်လန်ဒိုမြို့ကထောက်ခံသူတွေနဲ့တွေ့ဆုံတဲ့အစည်းအဝေးတစ်ခုမှာရွေးကောက်ပွဲအနိုင်ရသမ္မတလောင်းထရန့်ကသူ့ရဲ့ဂရီကဝတ်ကိုခြေပြောင်းအောင်အကောင့်ထဲပေါ်မှာဖြစ်တယ်လို့ထက်လောင်းအောင်မခံလိုက်တာဖြစ်ပါတယ်ထရန့်ဟာရွေးကောက်ပွဲမှာအောင်မခံခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံတဝန်းကိုလှည့်လည်သွားလာပြီးမဲဆန္ဒရှင်တွေကိုကျေးဇူးတင်ကြောင်းပြသတဲ့အစီအစဉ်တွေကိုအကောင့်တွေဖော်နှံဖြစ်ပါတယ်။ရွေးကောက်ပွဲချုပ်ဘဲဆွဲမှုတွေအတော်အတွင်း IS အပါအဝင်နိုင်ငံတကာစစ်သေးကြတွေကိုအမြင့်ဖြတ်ချေမှုမယ်လို့ကတိပြုပြီးတဲ့ Trump ဟာအဲ့ဒီကိစ္စကိုလှုပ်ဖြစ်အောင်လုပ်မယ်လို့ပြောကြားခဲ့တာပါ။ဒါ့အပြင်အမေရိကန်အလံတော်ကိုမီးရှို့ပြီးဆန္ဒပြတာမျိုးတွေကိုဥပဒေကြောင်းအရအရေးယူဖို့ဆန္ဒရှိတယ်လို့လည်းသူကပြောပါရယ်။အလံကိုမီးရှို့တာဟာနိုင်ငံရေးဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပြီးယာဆွေးမှုမမြောက်ဘူးလို့ဆုံးဖြတ်ထားတာကို Trump ကမကျေနပ်ပါဘူး။ပြီးတော့သူဟာလက်ရှိအမေရိကန်အစိုးရရဲ့နိုင်ငံခြားရေးမူဝါဒတွေဟာ အပြောက်လုံးချောင်းဝေဖန်ခဲ့ပြီးသူသမရဖြစ်လာချိန်မှာတော့ IS ကိုမြေလံဖျက်ဆီးဖို့ရောအစွမ်းရောက်အစ္စလာမ်ဝါဒကိုတိုက်ဖျက်ဖို့ပါအစွမ်းကုန်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်